ုံးမင်္ဂလာပါရှင်။ကျမကတော့ဒေါက်တာဒေါ်ဝင်းမြစ်ဖြစ်ပါတယ်။ဟာယဆိုင်ရာဒုက္ခဆရာဖြစ်ပါတယ်ရှင်။ကျမတို့ဒီဗီဒီယိုလေးထဲမှာတော့ကျမတို့ဒီစီရီယယ်လေးစားတယ်ဆိုရင်ပေါ့နော်ဘလောက်ကယ်လိုရီရရှိသလဲเนาะနောက်ပြီးတော့မှသူ့ရဲ့ကောင်းကျိုးတွေကလည်းဘာရှိသလဲဆိုတဲ့အကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ပေါ့နော်ကျမတို့စီရီယယ်တွေမှာတော့အမျိုးအစားတွေကတော့အများကြီးရှိတယ်ပေါ့နော်။အဲ့တော့အမျိုးအစားလေးတွေပေါ်မှာလည်းမူတည်ပြီးတော့မှတော့ဒါအနည်းငယ်တော့ပြောင်းလဲတာရှိပါတယ်။အဲ့တော့အခြေခံအားဖြင့်ပြောမယ်ဆိုရင်တော့ကျမတို့တွေက gram ပေါ့နော်။အဲ့တော့ဥပမာဆိုလို့ရှိရင်စီရီယယ်လေးကို မတို့ချိန်လိုက်တယ်เนาะပုံမှန် 100g လောက်ဆိုလို့ရှင်တော့ပုံမှန်အဖြစ်ကတော့ကျွန်တော်တို့380ကနေပြီးတော့မှ400ပေါ့เนาะကယ်လိုရီလောက်ကတော့ကျွန်တော်တို့ရရှိပါတယ်အဲ့တော့ဥပမာဆိုလို့ရှင်တော့ကလေးလေးတွေပေါ့เนาะကလေးလေးတွေဆိုလို့ရှင်ကျွန်တော်တို့တွေကဥပမာထမင်းစားစွန်းနဲ့တစွန်းစားနိုင်သလားနှစွန်းစားနိုင်သလားပေါ့เนาะတချို့ကလေးလေးတွေကကြတော့လေဥပမာဆိုရှင်နှစွန်းလောက်စားနိုင်တယ်ဆိုလို့ရှင်တော့ဒါအနည်းဆုံးဒါကျွန်တော်တို့ကယ်လိုရီကတော့80လောက်ရရှိသွားတာပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့တွေကဥပမာဆိုလို့ရှင်မနက်စားစားတဲ့နေရာမှာဆိုရှင်စီရီယာတို့စားပြီးတယ်ဆိုရှင်ဒါက ယ်လိုရီကအနည်းဆုံး85လို80လို့ရသွားတယ်ဆိုရင်ဒါဘလို့ပဲပြောပြောကဒါကလေးလေးတယောက်ရဲ့လိုအပ်တဲ့အဟာရဆိုရှင်တခါလေရသွားတယ်လို့လည်းကျမတို့ကပြောလို့ရပါတယ်ရှင်เนาะဒါကလေးလေးတွေမှာပြောတာပေါ့เนาะဒါကြောင့်မလို့ဒီ serial လေးကိုစားမယ်ဆိုရင်ဥပမာဒါကျမတို့အလွယ်ဆုံးဆိုရင်တော့ဒါမျက်စိနဲ့မြင်သာအောင်ပေါ့เนาะ 100g နဲ့ကျမတို့ကပြောလို့ရှိပါတယ်အဲ့တော့ဒီ 100g ကအခုပြောသလိုပါပဲကယ်လိုရီကကျမတို့380ကနေပြီးတော့မှ400လောက်ရမယ်အဲ့ဒီထဲမှာမှ protein ဥစားပေါ့เนาะ carbohydrate လို့ခေါ်တဲ့ကျမတို့ဒီကစီတက်ရဲ့ပမာဏဆို ဆိုလို့ရှိရင်တော့အနည်းဆုံး80 gram လောက်ပေါ့နော်80 gram လောက်ရမယ်ဆိုတော့ဒါတော်တော်လေးကိုပဲဒါ energy ဖြစ်စေတဲ့အရာတွေကိုရရှိသွားတယ်လို့ကျမတို့ကပြောလို့ရပါတယ်အဲ့လိုပဲသူ့ထဲမှာပဲပေါ့နော် cereal ထဲမှာပဲ protein ဆိုတာလေးလာလဲပါပါတယ်ရှင်အဲ့တော့ဥပမာဆိုလို့ရှိရင်အသားမစားတဲ့ကလေးလေးတွေပေါ့နော်ဥပမာအခုကျမအရင်ကပြောသလိုပဲတစ်နှစ်ကျော်လာပြီဆိုရှင်ကလေးလေးတွေကအစားစားဖို့ဆိုရှင်တိတ်ပြီးတော့မှညင်းဆိုတယ်ပေါ့အဲ့တော့ကျမတို့တွေကလည်းဒီအသားဓာတ်ဆိုတာလေလိုအပ်သလားလို့ပြောလို့လိုအပ်ပါတယ်နော်အသားဓာတ်မရှိဘဲနဲ့တော့ကလေးတယောက်ရဲ့ဒီအုံနောက်ဖွင့် င်ပြိုးဘူးတော့နောက်ပြီးတဲ့ခါကျလို့ရှင့်ကလေးတယောက်ရဲ့ဥစားကြွက်သားတွေတိုးတက်မှုဆိုတဲ့ဥစားကလည်းဒါမရနိုင်ဘူးပေါ့နော်အဲ့တော့ကျမတို့ကအလွယ်ဆုံးနည်းနဲ့အမြန်ဆုံးနည်းနဲ့ရတဲ့နည်းကတော့ကျမတို့စီရီယာလေးစားလိုက်ခြင်းအပြင်ဒါပရိုတင်းကိုပဲရရှိသွားမှာဖြစ်ပါတယ်အဲ့တော့ပရိုတင်းကတော့ဥမာဆိုလို့ရှိရင်100 gram လောက်ကိုကျမတို့ကစားတယ်ဆိုလို့ရှိရင်အနည်းဆုံး7 gram လို့15 gram လို့ကတော့ကျမတို့ကရရှိတယ်ပေါ့နော်အဲ့တော့ဥပမာကျမတို့အသားနဲ့ရှင်ပြီးတော့မှဥမာဆိုရှင်ရှင်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင်အသား100 gram စားတဲ့သူဆိုရှင်ဒါပရို ူတင်းတက်ကဘယ်လောက်ရမလဲဆိုရှင်20ဂရမ်လောက်ရပါတယ်ရှင်เนาะအဲ့တော့ကျမတို့အသား100ဂရမ်စားမယ်ဆိုငါးချက်သား6ချက်သားပေါ့เนาะကလေးတယောက်အနေနဲ့ကတော့ဒီအသား100ဂရမ်စားဖို့ဆိုတာတော့ဒါမဖြစ်နိုင်ဘူးပေါ့เนาะအဲ့လိုမျိုးအချိန်မှာကျမတို့ကစီရီယယ်လေးကိုစားလိုက်မယ်ဆိုရင်အ ਨੇ ဆုံးပေါ့เนาะဥပမာ तू ကဒီထမင်းစားစုံလေးနဲ့နှစ်စုံလောက်စားထားတယ်ဆိုလို့ရှင်တော့ဒါပရိုတင်းကဆိုလို့ရှင်တော့အ ਨੇ ဆုံး30ဂရမ်နဲ့70ဂရမ်လောက်ရသွားမယ်ပေါ့เนาะအဲ့ထဲမှာမှကျမတို့ကနှုတ်လေးတွေထပ်ပြီးတော့မှဖြည့်တယ်ပေါ့เนาะဒါကြောင့်မို့ကျမတို့နိုင်ငံမှာတော့များသောအားဖြင့်ဆိုလို့ရှင်တော့စီရီယယ်ကိုဆိုလို့ရှင်တော့နှုတ်နဲ့ ဖြစ်တာစားပါကြပါတယ်เนาะကလေးလေးတွေကိုလည်းကျမတို့က6လမှဆိုရှင်စပြီးတော့မှကျွေးတယ်ဆိုလို့ရှင်များသောအဖြစ်ကတော့ကျမတို့က cereal တစ်စွန်းထည့်တယ်နှုတ်မုံလေးပဲဖြစ်ဖြစ်မိခင်နှုတ်ပဲဖြစ်ဖြစ်ပေါ့များသောအဖြစ်တော့ကျမတို့က formula နှုတ်တွေထည့်တာများပါတယ်เนาะအဲ့တော့ဥပမာတစ်နှစ်အထက်ရောက်သွားပြီနှစ်နှစ်အထက်ရောက်သွားပြီဆိုရင်တော့ကလေးတွေကိုဆိုရှင်တော့ကျမတို့ကနွားနှုတ်လိုမျိုးပေါ့เนาะအဲ့လိုမျိုးတွေထပ်ပြီးတော့မှဖြည့်လိုက်တဲ့အခါမှာတော့ဒါဆိုလို့ရှင်ဒါအသားတက်ကဆိုရှင်ပို့ပြီးတော့မှလည်းရသွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တွေကဒီကလေးတွေကိုဆိုရှင်ဒီ protein တက်ရဖို့ရအတွက်ပေါ့เนาะတကယ်ကိုပဲစက် သားတွေဝက်သားတွေငါးတွေစားသလားဆိုမစားဘူးပေါ့နော်အကုန်လုံးကထွေးထုတ်တဲ့အရွယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ serial လေးကိုပဲကျမတို့က note လေးနဲ့ကျမတို့ကရော်ကြီးဖြော်မင်းအဲ့ထက်ပို့ပြီးတော့မှစားနိုင်တယ်ဆိုရှင်ကျမတို့ကကြက်ဥလေးတစ်လုံးပေါ့နော်အကာကြက်လေးလှုပ်လိုက်ပြီးတော့မှဒါလေးနဲ့အကာကြက်လေးထဲမှာ serial ပါမယ် note လေးနဲ့ရော်ဖြော်မင်းဆိုရှင်ဒါကယ်လိုရီကတော်တော်လေးကိုတော့ကျမတို့ကပြည့်စုံသွားတယ်ပေါ့နော်အနည်းဆုံးကတော့ကျမတို့ကဘယ်လောက်ရသွားလဲလို့ပြောလို့ရှင်80နဲ့ကျမတို့က100ကြားရသွားနော်အဲ့တော့အဲ့လိုလေးတစ်ခွက်စားလိုက်ခြင်းအပြင်မနက်ကိုတစ်ခွက်စားမယ်ညကိုတစ်ခွက်စားမယ်ဆိုရှင်ဒါကလေးလေး းတွေအတွက်ကဆိုရှင်အ ਨੇ ဆုံးကကယ်လိုရီဆိုလို့ရှင်200လောက်ရရှိပြီးသားဖြစ်သွားပါတယ်နော်ဒါကကျမတို့ရဲ့အကောင်းဆုံးဥစားပေါ့အာတာချက်ပေါ့နော်ဒီစီရီယယ်စားလိုက်ခြင်းအပြင်ကျမတို့ဒါရရှိနိုင်တဲ့ပရိုတင်းဓာတ်ရဲ့နောက်ပြီးတော့ကာဘိုဟိုက်ဒရိတ်ဓာတ်လို့ပြောလို့ရပါတယ်ရှင်အဲ့တော့သူ့ထဲမှာတော့ကျမတို့ကအဆီဓာတ်များသလားဆိုတော့အဆီဓာတ်ကတော့ဒါ net negligible ပေါ့နော်ဒါကျမတို့ကတော့အဆီဓာတ်ကိုတော့ကျမတို့ကထည့်ပြီးတော့မှမတွက်ဘူးနောက်ပြီးတော့မှတခြားဖြစ်တဲ့ဥပမာဆိုရှင် iron ပေါ့နော်ဥပမာဆိုလို့ရှင်တန်ဓာတ်တီးတို့ကယ်လ်ဆီယမ်တီးတို့နော်ဒါလေးတွေကကျတော့ဗိုက်တာမင် B တွေ းလို့เนาะဒါလေးတွေကတော့အနည်းငယ်သာပါတဲ့အတွက်ကြောင့်မလို့ဒီ Syria ထဲမှာဆိုရှင်သူကသူ auto ပါပြီးသားဖြစ်တယ်နောက်တစ်ခါကျမတို့ကနှုတ်အနေနဲ့ထပ်ပြေးတာမျိုးလို့ကြက်ဥလေးနဲ့ထပ်ပြေးတာမျိုးဆိုလို့ရှင်ဒါကျမတို့လိုအပ်တဲ့အဲပေါ့เนาะ macro nutrient ဆိုတဲ့အဟာရဓာတ်ကဆိုရှင်အပြည့်စုံရသွားတာဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့တွေကဒီ Syria လေးတစ်ခွက်စားရဲဆိုရင်ဒါကျမတို့တွေအနေနဲ့ကလေးလေးတစ်ယောက်ကိုဆိုရှင်မနေ့ breakfast ပေါ့เนาะ breakfast မှာပဲဖြစ်ဖြစ်ညအိတ်ခါနီစပါမှာပဲဖြစ်ဖြစ်ဒါလေးကိုဆိုရှင်ပြည့်ပြည့်စုံနဲ့အဟာရဓာတ်တစ်ခွက်ပေါ့เนาะအဟာရအဟာရ ပြည့်စုံတဲ့အစားအစာတစ်ခုဆိုပြီးတော့မှလည်းကျမတို့ကပြောပြလို့ရပါတယ်ရှင်။ဒါကြောင့်မလို့ကလေးလေးတွေကိုဒါလေးတွေကတော့ကျွေးရမယ်ဆိုရင်ဒါတို့ဒီလိုအဟာရဓာတ်တွေရှိတယ်။နောက်ပြီးတော့အခုပြောသလိုပေါ့ကောင်းကျိုးပေါ့ကျမတို့က fiber ပေါ့နောက်တစ်ခုကတော့နော်ကောင်းကျိုးနောက်တစ်ခုလို့ပြောလို့ရှိရင် fiber လို့ခေါ်တဲ့အမြင်ဓာတ်ကတော့ပါတယ်။အဲ့တော့အမြင်ဓာတ်တွေပါမှဒါလိမ့်မယ်ကျမတို့ကလေးလေးတယောက်ကဆိုလို့ရှိရင် one shot မှုတွေကဆိုရှင်မဖြစ်နိုင်ဘူး။အဲ့ဒါကြောင့်မလို့လေကျမတို့တွေက cereal ကိုကျွေးတယ်ဆိုပြီးတော့မှလည်းဒါကျမခဏခဏလေးလေးပြောလို့ရှိပါတယ်နော်။အဲ့တော့ cereal ကတော့ fiber မှာလို့ပြောတော့ fiber ကတော့ မတို့ကကယ်လိုရီအားဖြင့်တော့မတွက်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ကောင်းကျိုးတွေအများကြီးရှိတယ်ဒါကြောင့်မလို့ကျမတို့တွေကစီရီယာတစ်ခွက်စားလိုက်ခြင်းအပြင်ကျမတို့လိုချင်တဲ့ကာဘိုဟိုက်ဒရိတ်ပါတယ်ကျမတို့လိုချင်တဲ့ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ပါတယ်နောက်ပြီးတော့မှကြာလို့ရှင်ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ကယ်ဆီယမ်တို့နောက်တော့ဗိုက်တာမင် B တို့နောက်တစ်ခါကြာလို့ရှင်အိုင်ယွန်းတို့ဒါလေးတွေဖြည့်ဆည်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးအတွက်ကဆိုရှင်ဒါဟာပေါ့နော်ဒါတော်တော်လေးကိုပြည့်စုံနေဆိုလဲကျမတို့ကပြောလို့ရပါတယ်ရှင်နော်အဲ့တော့ကလေးတွေတပဲလားဆိုတော့ဒါကျမတို့မဟုတ်ပါဘူးဥပမာဆိုရှင်ကျမတို့ ့အတကယ်ကိုပဲအသက်အရွယ်ကြီးခြင်းနဲ့ပူပူဖွားဖွားတွေမှာပဲဖြစ်ဖြစ်ဝိတ်ချခြင်းနဲ့သူတွေမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုသူတွေမှာဆိုရှင်ဒါလေးကိုစားလိုက်ခြင်းအပြည့်အဟာရဓာတ်အနေနဲ့လည်းပြည့်စုံတဲ့ကယ်လိုရီချမ်းအပြည့်လဲပေါ့နော်ဥပမာကျမတို့အစီစားတာတော့မများတဲ့အတွက်ကြောင့်မလို့ဝိတ်ချတဲ့သူတွေကဘိုက်ပြေလွယ်တယ်နောက်တော့ကိုဝင်ဆောင်မိခင်တွေမှာဆိုလို့ရှင်လေကျမတို့ဒီအိုင်ယွန်းတက်ဖြည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုစီရီယာကိုပဲကျွေးသည်ဖြစ်စေအုတ်ကိုပဲကျွေးသည်ဖြစ်စေဒါလေးကတော့တစ်ခွက်ကတော့အနည်းဆုံးစားသင့်တယ်ဆိုတဲ့အကြောင်းလေးကိုကျမပြောပြချင်ပါတယ်ရှင်အားလုံး နဲ့ကျေးဇူးတင်ပါတယ်ရှင်။